ောင်းနှင့်ပြည့်စုံကြပါစေရှင်။ဆရာတုံဒရာဝင်းချောင်းရေးသားတော်မူသောစိမ့်မှန်သောဗုဒ္ဓသာသနာ၏အပိုင်းဆက်ကိုဆက်လက်မျှဝေပါမယ်ရှင်။ဗုဒ္ဓရုပ်ပွားစင်တုတော်များ၏နောက်ွယ်၌မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်ကျင့်သုံးသောနိုင်ငံဖြစ်ပါသည်။ထေရဝါဒဗုဒ္ဓရုပ်ပွားစင်တုတော်များထုလုပ်ကိုးကွယ်ခြင်းအကြောင်းကို တစေတစောင်းတင်ပြမည်ဖြစ်ပါသည်။ ထိုသို့တင်ပြရန်ဗုဒ္ဓရုပ်ဝါစင်တုတော်များစတင်ထုလို့ကိုးကွယ်ခြင်းတမိုင်းချောင်းကိုအနှဲငယ်ဖော်ပြရန်လိုမီဟုထင်ပါသည် ခရစ်ကျိုနှင့် BC 300စု တေရီဓမ္မတော်ကမင်းကြီးလက်ထက်တွင်ဗုဒ္ဓရုပ်ပွားဆင်းသူတော်များထုလုပ်ကိုးကွယ်ခြင်းမရှိသေးပေထိုခေတ်ကဗုဒ္ဓဘုရားရှင်၏အတရီတော်ယူပကာယသည် အဖိုးမပြတ်နိုင်သော အနက်ကထိုက်တန်သောယရဏာနှင့်တူသည်ယရဏာတစ်ခုကိုဤ၍ဤမြထိုက်တန်သည်ဟုတံပိုးဖြတ်လိုက်သည်နှင့်တပြိုင်နက် ထိုယရနာသည်အကန့်အသတ်ခံရသောယရနာဖြစ်သွားသည် အဖိုးဖြတ်နိုင်သောယရနာဖြစ်သူ ကြားရောက်သွားသည်ထိုအတူဗုဒ္ဓဘုရားရှင်၏ပုံတော်ကိုရုတ်တုရုတ်ပွားများထုလုပ်ရေးဆွဲလိုက်ပါက ထိုဗုဒ္ဓ၏ရုတ်တုရုတ်ပွားသည် အကန့်အသတ်ခံရသောရုတ်တုရုတ်ပွားအဖြစ်သူရောက်သွားနိုင်သည် တူမရှိသောအကန့်အသတ်မရှိသော တင့်တယ်တပ်ပေတော်မူသောဗုဒ္ဓဖျားရှင်မဟုတ်တော်သည့်အဖြစ်မျိုးသူရောက်ရှိသွားနိုင်သည်တို့ဖြစ်၍ဗုဒ္ဓ၏ယုတ်ထုယုတ်ကွားများထုလုပ်ခြင်းမပြုသင့်ဟုယူဆခဲ့သော ခိုင်းသားများအပရမဟာဝိနသေလိယခိုင်းမှပုဂ္ဂိုလ်များကယူဆခဲ့ကြသည်ဟုဆိုသည် ထို့ကြောင့်ဗုဒ္ဓနှင့်ဗုဒ္ဓဖြစ်စဉ်များကိုသင်္ကေတများဖြစ်သောဖော်ပြကိုးကွယ်ကြလေသည် ဗုဒ္ဓရောက်ွားစင်တုတော်များကိုဗုဒ္ဓဖျားရှင်ပြိဋိဘံဝင်ပြီးနောက်နှစ်ပေါင်း600ခန့်အေဒီ100စုလွန်ခဲ့သော နှစ်ပေါင်း2000ခန့်မှစ၍ထုလုပ်ကိုးခွယ်ခြင်းဖြစ်သည်ဟု သူတေတီများကအဆိုရှိပေသည်ခရစ်ကျိုနှင့်329 326 BC 400စုခန့်ကဂရိလူမျိုးတို့၏ဘရင်အလီဆန်းနာဒီအိန္ဒိယပြည်မြောက်ပိုင်း အိန္ဒုမြေဝန်းကိုသိမ်းပိုက်ခဲ့ရမှဂရိလူမျိုးများဗုဒ္ဓဘာသာဝင်ဖြစ်လာကြပြီး၎င်းတို့ကိုးကွယ်သည့်နတ်ဖျားများကိုရုတ်ထုထုလုပ်ကိုးကွယ်ကြသလိုမဟာယာနဗုဒ္ဓဘာသာခိုင်းနှင့်ဟိန္ဒုဗြမဏဝါဒများရောရှက်လာရမှဗုဒ္ဓဘာသာနယ်ပယ်တစ်ခုလုံးတွင်ဗုဒ္ဓရုပ်ပွားစင်တူတော်များထူးလုတ်ကိုးကွယ်သောအစဉ်လာတည်းဖြစ်လာခဲ့ရပြီသည်ဗုဒ္ဓရုပ်ပွားစင်တူ ခေဦးပိုင်းအချိန်ဗုဒ္ဓယုတ်ထုယုတ်ပွားများ၏မျက်နှာတော်သည်ဂရိလူမျိုးတို့၏ကြောက်စစ်အမှုပညာနှင့်ပေါင်းဆက်ထုလုပ်သည့်အတွက်အပေါ်လိုနေနသားကို အတူယူထုတ်လုပ်သည်ဂရိနသားများ၏မျက်နှာတည်တံဩဇာလွှမ်းမိုးခဲ့လေသည်ထိုသို့ဖြင့်ဗုဒ္ဓရုပ်ပွားစင်းသူတော်များသည်ဂန္ဓာရခေ AD 200စုမှ900စုဂௌပတခေ AD 900စုပါဠခေ AD 900စု မြန်မာနိုင်ငံပြုခေ AD 100ရာစုမှ900စုပကံခေ AD 17ရာစုမှ73ရာစုအင်းဝါခေ AD 15ရာစုညောင်ရမ်းခေ AD 18ရာစုအမရပူရခေ AD 18ရာစုရတနာဘုံခေ AD 19ရာစုစသည်ဖြင့်ခေအဆက်ဆက်တွင်ဟိန္ဒူဗြမဏများနှင့်ရောနှော၍၎င်းမဟာယာနဂိုင်းမဟာယင်ဂိုင်း တန္တာရနာတန္တာရယာနာခိုင် ဝစီယာယာနာခိုင်စသည့်ခိုင်မျိုးမျိုးတို့ကိုကိုစားပြု၍အမျိုးမျိုးသောအသွင်တံမူရာအာတနာများကိုအထိဘယ်ဖော်ဆောင်ထုလုပ်ကိုးကွယ်ကြသည်မူရာဆိုဒီမာဖျားရှင်ဤလက်တော်ဟန်နေထားဖြစ်၍အာတနာဆိုဒီမာဗုဒ္ဓဖျားရှင်ဤကိုဟန်ခြေတော်ဟန်ဟုခေါ်ပေသည် ဗုဒ္ဓပရိပါဏေဘယ်တွင်ထင်ရှားသောမူရာ45မျိုးရှိသည့်အနက်မြမနိုင်ငံထေရဝါဒဗုဒ္ဓဘာသာဝင်များအသည့်များသည့်မူရာရှင်မျိုးမှာဓမ္မစကမူရာဘူမိဖဒမူရာဝရရမူရာသို့မဟုတ်ဝရမူရာလာဘမူနိဟုလည်းခေါ်ပါတယ်ဇာနာမူရာအဘယမူရာမဟာကရုဏာမူရာပါဏိဟာရိယ ပြာဏိဟာရိယမူရာဒါနမူရာများဖြစ်ကြသည်ဓမ္မစကားမူရာဤတရမဗုဒ္ဓဤလက်တော်နှစ်ဖက်ကိုရင်ညွန့်စီတို့ပင့်တင်ပြီးလက်ဝဲလက်ဖွားကိုလှန်ကားလက်ရလက်ဖွားကဖောက်အုပ်၍လက်နှစ်ဖက်ဖြင့်ဆက်လက်နေဟံပိစဝဂီ၅ဦးအားတရားဥဓမ္မစကြဟောနေဟံဖြစ်ပါသည်ဘူမိဖဒမူရာဤတဒံမာညာဘက်လက်ဘွားကိုအတွင်းသို့လှဲ၍မှောက်၍ လက်ချောင်းများစမခန်းအောက်ခံအခင်းကိုထိနေကဘယ်ဘက်လက်ပွားပြင်ကို ပက်လက်လှန်လျက် ပောင်းခွင်းပေါ်တင်ထားသည်လက်ကို မြေသို့ချ၍ပထဝီမြေကြီးကိုတတ်သေးပြုလျက် မန်နှင့်စစ်သည်တို့အားအောင်မြင်တော်မူပုံ ဝရရမူရာလာဘမူနိတရမလက်ရဘက်လက်ကိုအောက်သို့ဖြန့်ချထားကလက်ဖွားပြင်ကိုကြည့်သူဤဘက်လှဲ့ပြထားသည်လက်ဝဲလက်ကိုမူပောင်ခွင်ပေါ်တင်ထားတတ်ပြီးလက်ထဲ၌တပိတ်တော်သို့မဟုတ်အများရေစင်အိုးတစ်လုံးပါရှိသောစုပေးနေဟန်ဇာနမူရာဤတရမပောင်ခွင်ပေါ်တွင်လှန်၍ထားသောလက်ဝါးပြင်နှစ်ဖက်ကိုထက်၍ဇံဝင်စားနေဟန် အဘရမူရာဤတဒံမှာလက်တစ်ဖက်ကိုပေါင်ခွင်မောတင်၍ကြံလက်တစ်ဖက်ကို အနှဲငယ်ထောင်ကိုေးကထောင်ဝေးထားပြီးလက်ပွားပြင်ကို အပြင်သို့လှန်ထားလျက်မစိုးရိမ်နှင်းဟု ပြောနေဟံမဟာကရုဏာတဒံမှာလဝဲလက်ကိုဖြစ်စေလက်ရလက်ကိုဖြစ်စေရှင်ဘတ်တော်ကိုဖိနှိပ်လျက်လက်ပွားကိုအတွင်းဘက်လှည့်ထားပြီး ကြီးမားသောတနာခြင်းဖြစ်နေဟံပါဏိဟာရိက ပါဏိဟာရိယမုရာဤတရံမာဓမ္မစကမုရာနှင့် စင်တူယိုးမာဖြစ်သည်လက်ရလက်မနှင့် လက်ညိုးကိုကိုွေးကလက်ခလဲလက်တကြွယ်လက်တန်းတို့ကိုကိုွေးထားလျက်အံဩဖွဲတကူထူးဆန်းများကို ဖန်ဆင်းပြဟံဒါနမုရာဤတရံမာဖူးမြော်သူဝေနေရတို့အားဗုဒ္ဓဘုရားရှင်လက်တော်ဖြင့်စုထူးစုမြတ်များပေးနေဟံကောင်းချီးပေးနေဟံဖြစ်ပါသည် ဆက်လက်၍ကျွန်ုပ်တင်ပြမိမှာယခုကာလမြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာအတွင်းတွင်ဗုဒ္ဓရုပ်ဝါစင်တူတော်များထုလုပ်ကိုးကွယ်ခြင်း၏အစွန်းရောက်မှုတစိမ့်တေသာဖြစ်ပါသည်ယခုကာလတွင်ဖျားကိုဇေဒီပထိုးစင်တူများကကွယ်နေတတ်သည်တရားကိုဓမ္မကရိကများကကွယ်နေတတ်သည်တန်ဃာကိုဖုံးကြီးရဟန်းများ꿰နေတတ်သည်ယခုမှာကချမ်းသာစင်းရဲ့ နခဘဲသည်ပေမြဲတို့မှထင်မှတ်ရသည် မိစ္ဆာယူမိယူမာတိဟု၍ဖြစ်၏အထဘာပညာရှင်စာဆိုများမင်းဧကရိများ၏ငကိုးခွဲခြင်းကို ဆုံးမသွန်သင်ခဲ့ကြတော်လဲမီယိုဖလာ38မိနစ်တို့သည်လုံးဝပြောက်ွယ်ပြတ်သုံးမသွားကြပေလူဤယုံကြည်ဆွဲလန်းမှုစိတ်ဤလောလဲဖောက်ပြားမှုသည် ထိတ်လန့်ဖွယ်ကောင်းလာပေတော့သည် 38မိနစ်ကို လူသားကပူကဲဝင်ရောက်၍နှက်ကချင်းနဟောချင်းလုံးရမှလဲအမှန်စစ်စစ်စိတ်အားငယ်တဲ့သူစိတ်တဲ့အင်အားမမြင်မသူများသာဖြစ်ကြောင်းသူတွေသည်ပညာရှင်များကဖော်ထုတ်ကြပေသည်ဆက်၍ရှင်းအောင်မြဲမြင်ဒိဋ္ဌအားဖြင့်ငကနာပွဲတပွဲတွင် လူဤစိတ်အားယုံကို တိမ့်ညွတ်ရင်ရင်စေလာမိဆွဲအားများကိုတတိပြုကြရမည်၎င်းတို့မှာ ဖျားရှင်ပါဝင် ရွှေချထားသောနယုတ်ကြီးနယုတ်ငယ်များကို စင်ပေါ်တွင် အစင်းစင်ပြသထားခြင်းအဆောင်အယောင်အဝတ်တန်းစားခေါင်းစည်းရင်စည်းကရောင်အင်ကြီးတောင်ရှိပစိုးစင်မြန်းထားခြင်းပတ်စံများပန်းစည်းများရေမွေးများသေးရေသေးရက်များဖြင့်စိတ်အာယုံကိုညှို့ထားခြင်းပဝင်းခြင်းမှကြီးစုသူတို့၏မျက်လုံးပေါင်းများရှိတွင်ဖြစ်ခြင်း နေအကားကရာတွင်လဲကာကြိုးကားကွက်စီးစနစ်ကြားနာမှုမလိုပဲထင်သလိုကားခုံနိုင်ခြင်းအတီးအမုတ်အဆူစားသည့်နဆိုင်နဒိုးတန်များသည်လဲမြူးကြွား၏အပြင်းစားတီးကွက်များဖြင့် လူဤစိတ်ကိုလှုပ်ရှားစေသွေးချောက်စေခြောက်ချားစေခြင်းစသော အချက်များသည်နဝင်တည်းဤစိတ်အင်အားကိုထူးခြားစွာ ပြောင်းလဲဆန်းငင်စေနိုင်သောဆွေအားများဖြစ်ကြပေသည် နဘူးသူတယောက်သည်နဘူးနေစဉ်သူဤကိုယ်ကာယများသည်အေးဆက်နေကြောင်းထိုသူတွင်မူလစိတ်အင်အားများမရှိတော့ဘဲမိစိတ်များကိုင်းနေကြောင်းအခိုက်တန့်အားဖြင့်စိတ်ဆဝေနာတဲ့ဘဝသို့ရောက်နေကြောင်းသူမိစိတ်များကောင်းကင်းအောင်နေချင်းတွင်ခန္ဓာကိုယ်တစ်ခုလုံးတုံရင်နေကြောင်းထိုအချိန်စကားပြောနေတော်လဲမိမိဘာပြောသည်ကို လုံးဝမသိရကြောင်း လေးလာသိရှိရ၏ ထိုအကြောင်းချက်များကိုသိဗ္ဗံဤကြကြလေ့လာပါကမတိစိတ်များကင်းအောင်နေသောအချိန်ဟုခေါ်ဆိုရမည်ဖြစ်၏မတိစိတ်သည်တတိလင့်နေခြင်းတစ်မျိုးဖြစ်ရာစိတ်အားငယ်သူများအဖို့အခိုက်တန့်အားဖြင့်ဝင်ရောက်တတ်သောသဘာဝဖြစ်ကြောင်းသူတည်းသည်ပညာရှင်များကဖော်ထုတ်ကြသည်ကို လေ့လာမှတ်သားဖူးပေသည်စာရည်သူ တွဲကြုံငယ်ဘူးသောနဂရတော်တဦးမှမနှဲလေ မနေမီနဲ့ဝင်ပူး၍ပေါန်းနာနှကန်းစိုးစေးများဖြင့်ခြေသားနေ၏မနေလေးနဲ့သည်ငယ်ရွယ်သူနှစ်နှစ်သမီးဖြစ်၍အလှပများကိုကြိုက်နှစ်သက်သည်ဟုနတ်ယုံကြည်သူများကဆိုသည် ထိုစဉ်နှကန်းနီကိုနှကန်းပေါ်တက်တဲ့ဆိုးရမှပါပြင်ပေါ်သို့တုံတုံရင်ရင်ဆိုးချင်နေ၏ ဘေးရင်နဲ့ရှိနေသူများကဒီတခါမမနဲ့ဝင်းနာအရန်ပြောနေတယ်။နှကန်းနီတွေပါပြင်ကိုပါစိုးချင်နေတယ်။ဘဲဥများလည်းဆက်ပါတယ်။စသည်ဖြင့်ပြောဆိုနေကြသည်။ထိုအခါမနဲ့လေးဝင်သောနဂရောမှာအသက်ထွက်သွားလေတော့သည်။စေယုံတို့ချက်ချင်းခေါ်ဆောင်၍ပြသရာဆရာဝန်ကအုံနောက်သွေးကြောပြည့်၍တေဆုံးရကြောင်းစစ်ဆေးတွေးရှိရပေသည်။ နှခမ်းနီးဖြင့်ပါပြင်ထက်ကိုပါဆိုးချယ်နေခြင်းမှာသေဖို့ရန်အကျိုးအကျော်ဆွဲအသက်ငင်နေပြီဟုနောက်ပိုင်းတွင်မှသိရပေသည်တခါကလည်းကနာဝဲတစ်ခုတွင်ရှမ်းနှံဝင်၏ဓာကကနေစဉ်သာယိုကျွထွက်၍ဘေးမှနဂရတော်တူဤလယ်မျိုးကိုဓာသွားဆိုင်ပြီးသွေဘဲဝင်ခဲ့သည်ကိုကြုံခဲ့ဘူးပေသည်နိုင်ငံသားတအူနဂနာပွဲကြီးစုလေးလာစဉ် နဝင်းတဲ့တူကနန်ကတိုင်းကျွဲရိုင်းနဲ့ဝင်လေသည် ထိုနိုင်ငံသားသားကကောက်ချက်ချလာပုံမှာအော်နဂိုးွယ်သည့်မြမလူမျိုးတွေရဲ့အမိဖာမျိုးရို့အစင်ဆက်မိယိုးဖလားတွေဟာ တလိမ့်ဆန်ကျွဲတွေများလားဟုတတဲ့နဂနာပွဲများတွင်ထေရဝါဒဗုဒ္ဓဘာသာနှင့်မလျောက်ပတ်သောမြင်ကွင်းများမှ38မိနေရုပ်များ၏အလဲတွင် ဗုဒ္ဓဖျားရှင်ကိုထားလျက်ဗုဒ္ဓဖျားရှင်၏ရှေ့တော်မှောက်တွင်နကနဘူးယင်းအရက်သေးစားပလင်းကြီးပလင်းငယ်မျိုးစုံဖြင့်တောက်စားမှု၏ချင်းရုံရင်ကြမ်းတမ်းသောဖေတော်မောင်းတော်ဖရုဒဝါစစကားများပြောဆိုခြင်းအဟိန္ဒာတရားနှင့်ဆန့်ကျင်သည့်ဒုဒ္ဓများဖြင့်ခြုံရွယ်အောင်မှု စီးခုတ်ခြင်းနဂရသောသူမိမများနှင့်ယောက်ျားမဟုတ်မိမမဟုတ်သူများ၏ကာမတဏှာကိုဖိတ်ခေါ်သည့် PDD အကြည့်များအပြောများထို့အပြင်ကာမေသူမိစ္ဆာစာရကံကို ဖြောင်ကြကြကျူးလွန်နေသည့်မင်းကြီးမင်းကလေးနှင့် မင်္ဂလာဆောင်သည်ဆိုသည့်လौကျန်လီဆဲမှုများအစားရှိသည့်လौရက်များဖြစ်သည်ဖျားရှင်ကို ရှေးတွင်ထားလျက်ဖျားရှင်မနစ်သက်သော တားမြေပိတ်ပင်ထားသောလौရက်များကိုကာယကံဝစီကံမနောကံများဖြင့် မိကုံရန်ကုန်ကျူးလွန်မောင်းမသောပွဲကြီးများဖြစ်ကြောင်းမျက်မြင်အားဖြင့်လေးလာ တွေ့ရှိရပေသည်ဆရာတော်အရှင်ဦးဩဘာသာဘာသာဘိဝင်သာနိုင်ငံတော်တန်ခမဟာနာယကဒုတိယဥက္ကဋ္ဌရှင်ဩဘာသာဘီဝင်သဆရာတော်ဖျားပြုစုတော်မူသည့်သူရေတနတမ္မာမကန်ကပညာကျမ်းတွင် ဖော်ပြထားသည့်ကိုတင်ပြရင်ဤကုံချုပ်လိုက်ပါသည် ဖျားကိုကိုယ်စည်းကတဲ့ဗုဒ္ဓဘာသာအမိခံသူတယောက်ကကို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 ယ်စည်းကတဲ့ဖျားရဲ့ယုံကြည်စရာလိုရင်းဖြစ်တဲ့ဂုံတော်ကျေးဇူးတော်တကိုယ်ဆန်းရင်တတိတော်တို့ကိုပညာရှိဆရာသမားများထံမှ သင်ယူကာကြာဘူးနာဝမှတဆင့်တက်ပြီးကိုပိုင်ဉဏ်နှင့်ကြကြနာနာဝေဘံပိုင်းချာက အမှန်တည်းဖြစ်အောင်လှုပ်မထားနိုင်သေးရင် ်ပြောတိုင်းယုံကြုံတိုင်းလိုက်ခိုင်းတိုင်းလုပ်ဘုရားဘာသာအစစ်မဟုတ်ပဲလူပြောသူပြောနဲ့ယုံနေတဲ့နဲ့ဝိဇ္ဇာဘိုးတော်ပထမထက်ဆရာကြီးတို့ပါရောနှောထားတယ်ယောဤယောယာရောင်ဝါးဝါမှုံပြပြကပြားဗုဒ္ဓဘာသာ ဖြစ်နေတော့မှာပေါ့တခါကြီးတို့ရေဓမ္မရန်တီ1998ခုနိုဝင်ဘာလ အတ္တမဝါဒီများအင်အားမကောင်းမီတတလောကသားတို့အားအဝိဇ္ဇာအမှောင်နှင့်မှဝိဇ္ဇာဉာဏ်အလင်းတို့လမ်းညွန်တော်မူခဲ့သောဗုဒ္ဓမြတ်စွာသည်သူ၏ဓမ္မဒေသနာတော်များကိုအေဟိပတ္တိကောယုံသူမယုံသူ ထိုနှလူတို့ကိုစစ်ဆေးရန်ဝေဖန်ရန်ဆွေးနွေးရန်စုံစမ်းရန် လက်တွေ့စမ်းသပ်ကြည့်ရန်ဖိမှန်တကားပြု၍အခွင့်ပေးတော်မူပေသည်ယနေ့မြန်မာခေတ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအယောင်ဆောင်ဖန်ပြ၍သာသနာပြုနေသည်ဟု စားပေါက်တွင်ဟေကျွေးနေကြကုန်သော ဝိဇ္ဇတို့များ အထက်အောက်ဘိုးတော်များဤအပြောအဆိုအပြုမူအကျင့်အကျံအစွဲအမြောက်များကြောင့်ဗုဒ္ဓဤဓမ္မဒေသနာတော်များကို အခြေခံကြကြမလေးလာခဲ့ဘူးသေးသော တွေးခေါ်မြမြဉဏ်ရှိသော မျိုးဆက်သည့်ထေရဝါဒဗုဒ္ဓဘာသာဝင်လူငယ်များနှင့်ဗုဒ္ဓဘာသာဝင်မဟုတ်သူများနိုင်ငံခြားသားများအစားရှိသူတို့သည်ဝိဇ္ဇရိုခိုင်းဝင်အထောက်ပုဂ္ဂိုလ်များဤပြောဆိုပြုမူကျင့်ကြံဆွေမြောက်မှုများကိုပင်ဗုဒ္ဓဖျားရှင်ဤဓမ္မတရားတော်များဖြစ်မိဟု ထင်မှတ်မှားခဲ့ရပေသည် ဝိဇ္ဇတို့ခိုင်းဝင်အထက်အောက်ဘိုးတော်များဤဖရာမဟောဒီကိုဖရာဟောတယောင်ပြောဆိုပြုလို့ကျင့်ကြံမှုများကိုအေဟိပတ်တိကောတရားဂုဏ်တော်ဖြစ်စစ်စေးဝေဖန်ဆင်းနေကြည့်လိုက်သောအခါလုံးဝစစ်စေးဝေဖန်ဆင်းနေစုံစမ်းမခံကြတော့ပြီထိုအခါဝိဇ္ဇတို့အထက်အောက်ဘိုးတော်များဤပယောဂါကြောင့်စိတ်မှန်သောဗုဒ္ဓဤသာဒေသနာတော်များပေါ်တန်တရားဝင်ခဲ့ကြရပြီတော်သည် အမှန်မှာဗုဒ္ဓမြတ်စွာ၏ဓမ္မဒေသနာတော်များသည်6ပါးသောဂုံလက္ခဏာအင်္ဂါများနှင့်ပြည့်စုံသော မဖောက်ပြန်သော အမှန်တရားအစစ်ဖြစ်သောတန်တီးဒုက္ခဝါအေးငိမ့်သော ချမ်းသာစေသောရောက်အောင်ပူဆောင်ပေးသောတရားတော်များ ဖြစ်ပါသည်ဆိုခဲ့ပြီးသောဝိဇာတို့ခိုင်းဝင် အထက်အောက်ဘိုးတော်များထဲမှ ရေပန်းစားလူကြိုက်များဆုံးပုဂ္ဂိုလ်အချို့မှဘိုးဘိုးအောင်ဘိုးမင်းကောင် ရှင်အစ္ဆဂောနရှင်မတိဘာမဲ့ရကန်းစင်တောင်အစာရှိသူများပင်ဖြစ်ကြသည်ဘုရားဖျားရှင်ဤသာသနာတော်ကိုထိုဝိဇ္ဇတို့အထောက်ဘိုးတော်များကဥဆောင်သာသနာပြုနေသော၎င်းဝိဇ္ဇတို့များမရှိတော့လင်ဘုရားသာသနာတော်မြတ်ကြီးပင်ကြွယ်ပါရတော်မူကဲ့သို့ဟောပြောရေးသားကြသည်မှာအင်မတန်မှရည်စရာကောင်းသော ဟာသာတစ်ပုဒ်ဖြစ်နေပေတော်သည် ထိုကန္တရီဝိဇ္ဇတို့များနှင့်ပတ်သက်၍လလန်းမိသည်မလေးလာကြည်ယံလေဒီဆရာတော်တစ္ဆာတော်ဥတိလောကဆရာတော်တို့ ရေးသားသောဝိဇ္ဇမကဒီပဏီကျမ်း၌ဝေရဝိဇ္ဇတို့မန္နဝိဇ္ဇတို့ကန္တရီဝိဇ္ဇတို့လောကိယဝိဇ္ဇတို့အရိယဝိဇ္ဇတို့စသည့်ဝိဇ္ဇတို့၅မျိုးလာ၏ ထိုဝိဇ္ဇရုများအနက်နံပါတ်5အရိယဝိဇ္ဇရုကိုချင်းချံ၍နံပါတ်1မှ4အထိဝိဇ္ဇရုများအကြောင်းကို တစေတစောင်း ဖော်ပြပါမည်ဝိဇ္ဇံဒရတိတိဝိဇ္ဇာတရောဝိဇ္ဇံအတက်ကိုဒရတိဆောင်တတ်၏ဤသည့်တတ္တမထိုးကြဝိဇ္ဇာတရောဝိဇ္ဇာတရမိဝိဇ္ဇာတရောဝိဇ္ဇာတို့ ဝိနည်းရတော်ဝိနည်းတို့ဆိုပြီးတကယ်တို့ဝိဇ္ဇတို့ခေါ်သည်အဘယ်အတတ်ပညာဖြင့်အဘယ်တို့ ပြုပြင်စီရင်၏ကောင်းငင်တို့သွားနိုင်ကြောင်းကိုမူကားကျမ်းငယ်၌တိသာထင်ရှားအောင်မပါချေတမန္တစကုဒီပတိဒုတိယအုပ်သောဝိဇ္ဇတို့ခန္ဓာရီဝိဇ္ဇတို့ကိုပင်ဇောကြီးဟုလည်းခေါ်ကြသည်ဇောကြီးကိုဇောကြီးဟုစာဟောင်းတို့တွင်အတွေ့ရများပေသည် ဇောဂီဝဟာရတိပါဠိတက္ကရနွယ်ဟိန္ဒီစကားလုံးယောဂီမစဉ်သက်လာပုံရာကြောင်းပညာရှင်များယူဆကြပေသည်မြမဆွဲဆောင်ခြင်းဇောဂီဟုမြမများကမြမပြန်ထားသောဝဟာရများ၏မူရင်းအခေါ်မှာ တပတိဖြစ်သည် တပတိပုဂ္ဂိုလ်နှင့်ပတ်သက်၍မြတ်စွာဘုရားရှင်က ပါဠိကဝတ် ဥဒုံပိုင်ရိကသုံး၌ဏိရောဓပရပိုက်အားဤလောက၌တပတိပုဂ္ဂိုလ်သည် အဝိမဝိမှု၍ကျင်း၏ရပိုင်းခြားသည့်အစာမစားဘဲနေ၏ဟင်းရွက်စိမ့်ကိုတော်လဲစားနေ၏မြန်နွားချေတောတိရွက်ကိုတော်လဲစားနေ၏တေသူထမအဝိမြားငှက်တောင်းမြားတရေမြားကိုတော်လဲဝေးနေ၏ စူးပေါ်သေးရွက်ပေါ်မြူအငြိကြီးပေါ်၌လည်းအိမ်နေ၏ထိုတပတိပုဂ္ဂိုလ်သည်လက်လာဘအတွက်၎င်းအကျော်စောအတွက်ငါကျင့်၏သူတပါအားပညာပြန်ရန် အမြဲစိန်ခေါ်၏ယင်းသည် တပတိအကြည့်ညဉ့်ညူးချောင်းတို့ပေသည်ဟုခေါ်တော်မူပေသည် ထို့ပြင်ကလမျိုး60ကိုပြသောဇဘူးတစိမ့်ကျန်း၌ဇော်ဂီဟု ကလားတမျိုးကိုပြဆိုထားရာယင်းဇော်ဂီဟုသော ကလားမျိုး၏အမိကိုမြမများကယူထားသလားဟု၍စဉ်းစားစီရာရှိ၏ဂန္ဓရီဆိုသည်မှလည်းဓမ္မပထအထကထာ၌စူလဂန္ဓရီနှင့်မဟာဂန္ဓရီဟု၍နှမျိုးခွဲပြထားပေသည်ပြီးတကလာစိတ်တကိုးနှင့်အကြအမြင်ရှင်ရာဟုလားဂန္ဓရီအတက်ပညာနှင့် ပတ်သက်၍ဗုဒ္ဓဖျားရှင်ကတုတ်တိလက်ခံအထကရာတွင်ခန္ဓာရမိသောယသေသည်ပြုပြင်အပ်သောအတက်တဏီအဖြစ်ခန္ဓာရာတိုင်း၌ဖြစ်သော အတက်ဟုအတိဘယ်ရရှိကြောင်းနှင့်ခန္ဓာရီဝိဆာအတက်ကိုတက်မြောက်သောပုဂ္ဂိုလ်သည် ထိုသို့သဘောရှိသောဒေသ၌လည်းကောင်းကာလ၌လည်းကောင်းမန္တန်ကိုရွွ့၍များသောအပြားအဖြစ်မိမိကိုယ်ကိုပြ၏ စင်အစာရှိသည်တို့ကိုလည်းပြ၏မမြင်အပ်သည်တို့လည်းဖြစ်၏မိတိုင်းလုံးကိုလည်းပြု၏ရေတိုင်းလုံးကိုလည်းပြု၏ကောင်းငင်၌လည်းမိမိကိုယ်ကိုပြ၏အလုံးစုံကိုမျက်လဲနှင့်အလားတူဟုအမှတ်အပ်၏ဟုဟောတော်မူခဲ့ပေသည် ထိုကြောင့်ခန္ဓာဒီအတက်ဟူသည် သူတပါမျက်စိကိုလှယ်စားယုံမှတပါလက်တွေ့အဖြစ်ဘာမှအရေးမပါ အရာမရောက်သည့်အတက်ဖြစ်ကြောင်းသိရှိရပေသည်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့စစ်သုံးကတိုက်ပြီးတိမ့်ပိုက်လွှမ်းမှုအုပ်ချုပ်သည်ကို ထိုထိုဝိဆက်တို့များက ဘာမှမခုခံ မကာကွယ်နိုင်ခဲ့ကြပြီဤသို့အားဖြင့်ခန္ဓာရီဝိဇ္ဇာအတက်သည်လက်တွေ့အားဖြင့်ဘာမှအရေးမပါအရာမရောက်ကြောင်းမှ ထင်ရှားလှပေသည်တဖန်ဗုဒ္ဓဖျားရှင် ဟောကြားတော်မူခဲ့သောတရားဒေသနာတော်ဇန်ဒီဘတ်တော်များ၌လည်းထိုဝိဇ္ဇတို့များ၏ကိုကျင့်တရားသည်အောက်တန်းကြလကြောင်းတွေးရှိနိုင်ပေသည်သက္ကနိဘတ်ပပရစီတာဝိဟေထ ဂွေထကားဆက်တွင်ဘာရဏသည်ပြည်၌ဗြမဒမင်းမင်းပြုစဉ်ဖျားလောင်းသည်တရားမင်းဖြစ်၏ထိုအခါဝိဇ္ဇရိုတယောက်သည်မန္တရာကိုစစ်မှန်း၍တကောင်ရ၌လာပြီးဘာရဏသည်မင်း၏မိဖုရားကိုလွန်ကျူးပြစ်မှား၏မိဖုရားမှတ်လိုက်သော အမှားဖြင့်ရှားဖွေသော ထိုဝိဇ္ဇရိုသည်ကောင်းကင်သို့ ပြန်သွားကြောင်းကိုဆို၏နဝနိပတ်တမုဂ္ဂဇတ်တော်တွင်လည်း ဝါရတုတ်ပௌဒ္ဓမိသောဝိဇ္ဇရိုသည်ကောင်းငင်မှလာ၍ရွှေကြုံအတွင်ထားသော မိမငယ်သမုခသင်္ကီကိုပျော်ပါကျူးလွန်စဉ်သမုခသင်္ကီခင်မှုဒန္နဝဘီလူတာနောရခရောက်လာ၍ဝိဇ္ဇရောနှင့်တကားကျုပ်ကိုငုံ၍သွားရာဂရင်းမှထုတ်၍ကျုပ်ကိုဖွင့်လိုက်လေဝိဇ္ဇရောလူလင်သည်မန္တန်စိတ်၍တန်လက်ကိုပိုက်ခါပြန်သွားကြောင်းလာရှိ၏ဓမ္မပဒသရီလတထေဝိထု၌လည်း ကောင်းငင်ကဝိဇ္ဇရိုပြန်၍ပြသဘုံခန္ဓစင်တွင်ထားသောတထေသမီးထံလာရောက်ကြောင်းကိုဆို၏မြမအဘိဓမ္မအကျဉ်းချုပ် အတွဲနှစ်နှစ်အတွဲလေးနိုင်လဲဝိဇာဇောကြီးကို မြေရှိုးမိုးပြန်အတက်တက်ပြောင်းတက်ခွာအတက်စေဝမန္တရာအတက်စသည်တို့တွင် ကျွမ်းကျင်သူဟိမဝန္နာတော်တွင်ပေါက်သောနွယ်ပင်တစ်မျိုးဖြစ်သည့်သူယောင်ပင်မှတီးသော လူမိမ့်မှတဒံအသည်ကို အသက်သွင်း၍သူယောင်မဲနှင့်ယင်းဝိဇာဇောကြီးတပတိတို့ပျော်ပါသည်ဟုမြမကျန်းကန်များ၌ဆိုကြောင်းပါရှိပါသည် ရာမညရာဇဝင်သားတွင်လည်းရေရာမညတိုင်း၌သူဝနာဘုံမိမတဲမီဝိဇ္ဇတို့လူလင်နှင့်ငကားမသင့်နေသည်နောင်အခါငကားမဟုအတက်သည့်လင်ဝိဇ္ဇတို့သည်ကောင်းငင်သို့ပြန်သွားကြောင်းကိုဆို၏အထက်ဖော်ပြပါတာရကများကိုထောက်လင်ဝိဇ္ဇာဇောကြီးတပတိတို့၏ကိုကျင့်တရားကိုသိတာလောက်ပေသည် ထိုစေဝိဇာအင်းဝိဇာဗရာဝိဇာတန်ဝိဇာမန္တန်ဝိဇာဝေဒဝိဇာအစရှိသည့် ဝိဇာရှိသောဆရာအပေါင်း၏လမ်းစဉ်သည် ထေရဝါဒဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်ကြောင်းဗဒါသည်တန်သေးကိုစား၍အသက်သိမ့်သန်းရှိသည်အင်းအစွမ်းဆေးအစွမ်းမန္တန်အစွမ်းဖြင့်အသက်သိမ့်သန်းကလေးရှိသည်ဟု၎င်းဝိဇာတို့၏အဆိုနှင့်လုံနီးကိုင်းနီးများကိုပိဋကတ်ကျမ်းများနှင့်အေဟိပတိကောစုံစမ်းစစ်ဆေးကြည့်သောအခါပေါ်ပြထားချက် လုံးဝမရှိကြောင်းတွေးရှိရပေသည် အနေစာတရား လက်ခံထားသောဗုဒ္ဓဘာသာမပေါ်မီကမူဇောကြည်သည်မအိုးမသေးအမြဲနုပြိုနေလိမ့်မည်ဟုယုံကြည်နေကြသည်ဗုဒ္ဓဘာသာပေါ်ထွန်းလာသောအခါ၌ပင်လေတေခြင်းကိုသာတထေလျှော့လိုက်ပြီးအိုခြင်းကိုမူကားမလျှော့တင်းထားကြလေသည် ထိုဝိဇ္ဇာဇောကြည်တို့သည် အသက်သိန်းသန်းကလေးရှည်၍နောင်ဖွင့်မိပြာဖျား အရိမေတ္တရာကိုစောင့်မျှော်နေကြောင်းသူပြားပွင့်ထွန်းလင်းဒိသာသောဤတို့အစွမ်းဖြင့်ဖန်တီးထားသောဥစ္စာတိုက်ဥစ္စာဆိုင်များစောင့်ချက်သည်ဟူ၍လဲဆိုသည်မြားမရွှေငွေများဖြင့်အရိမေတ္တရာဖျားရှင်အားကြောင်းဆောင်လူတိုင်းမိဖြစ်ကြောင်းများသည်မဟာယာနဝါဒနယ်လျက်ရှိပေသည်မဟာယာနဝါဒ တန်တရဝါရမနန္ဒဝါရအနွယ်ဝင်အေးဖုံးကြီးအရှင်အစ္ဆဂောဏအရှင်မထီအပါဝင်တို့သည်ဝိဇာမရိဓိပညာဖြင့်ဆုံးကဝေအတတ်တို့ကိုလေးလာလိုက်စား၍ပကံခိကတမွန်တဲမြကောင်းစားခဲ့ကြောင်းကိုလည်းရာဇဝင်မှတ်တမ်းများကဖော်ပြကြကုန်၏ ယခုအခါဝိဇာမယိဋ္ဌိပညာကို လိုက်စားက ဝိဇာဇောကြည်တို့အားဖျားဇင်မောတည်၍ဘိုးဘအောင်အပါဝင်ပန်းရေချမ်းစီမီကလူကရှ िखो ဥချနေကြလေပြီဘိုးတော်ဖားတော်ဆိုသူများကလည်းစီဝါရေးကြီးပွားရေးနှင့် အခြားအရေးများကိုမလုံးပေမြူဆွဲခြောက်လန့်၍ထေရဝါဒဗုဒ္ဓသာသနာတော်အဆောက်အအုံ၌မိတွေကဲ့ရဲ့ပ้ายောက်နေကြသော သေပင်ညောင်မေများကဲ့သို့သာသနာတော်အားဓာတ်ရိုက်ဖြစ်စေတွယ်ဝိုင်းရဖြစ်စေနှောက်ရက်ဖြစ်စည်းနေခြင်းကိုတချို့ကစီးပွားရေးပညာရေးအိမ်ထောင်ရေးစသည့်လူမှုရေးအခြေအနေများကိုအောင်မြောင်ပေါင်းမြောက်စေရန်အထက်အောက်ဘိုးတော်ဘားတော်များဤညွှန်ကြားချက်ကြောင့်အိမ်မက်ပေးမှုကြောင့်ဟုဆိုကအဋိဌံဝင်ပရိစိတ်ချင်းဝိဖြူဝေချင်းစသည့်တို့ကိုကိလေသာလောဘသူပြောစွာပြုလုပ်၍ သာသနာပြည့်များကိုအစိပ်ပင်ရေလောင်းအာပေအားများပြုနေကြပေသည်ထို့ကြောင့်ထေရဝါဒဗုဒ္ဓသာသနာတော်၏အမိုက်သက်ရိုက်အတွင်းပုတ်အပြင်ပုတ်ပါပညစ်ခေါဝိဇာယံဘိုးတော်ယောင်များ၏မိမျိုးစုံဖြင့်လှည့်စားပြီးသာသနာတော်အားခုသုံးလုံးနှောက်ချက်ဖြည့်ဆည်းနေသည့်အခြေအနေဆိုးများနှင့်ဆက်နွယ်၍ 26ရက်8လ1995ခုနှစ်နေဆွဲပါကျေးမုံသတင်းစာတွင် နိုင်ငံတော်တန်ခမဟာနိုင်ကအဖွဲ့နှင့်ပြည်နယ်နှစ်တိုင်းခိုင်ပေါင်းဆုံးတန်ခနိုင်ကအဖွဲ့များလုပ်ငန်းလမ်းညွှန်ချက် ရှင်းလင်းညှိနှိုင်းပွဲ၌သာသနာရေးဝန်ကြီးဌာနဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်၏သာသနာရေးဆိုင်ရာရှောက်ထားချက်များတွင် အချို့သောပုဂ္ဂိုလ်များသည့် နဲ့ရောင်ရောင်ဖိုးတော်ရောင်ရောင်ဝိဇာရောင်ရောင်ဘေးရင်ဆရာရောင်ရောင်အယောင်ဆောင်ပြီးတကိုးပြကသာသနာတော်အားမိခိုပူခဲ့၍ကိုကျိုးရှာနေကြကြောင်းယင်းဖုံးတကိုးပြ၍သာသနာပြုခြင်းကို ပထမအကျဉ်းနိုင်ငံတော် ဘဟုတန်ကဝင်းဆောင် အစီအဝေးကဒူရနှစ်ပါးကိုအဓိကမထားပဲကာမဘောဂီလောဂီလူသားများကဲ့သို့စီးပွားရေးလုပ်ငန်းတည်းရဲ့အနေဖြင့်ဆေးကုခြင်းဘေးရင်ဟောခြင်းရရရာချေခြင်းဓာခန်းဖွင့်ခြင်းဓာရိုက်ဓာဆင်ပေးခြင်းယတနာဒီပန်ထွန်းခြင်းစသောကုလဒုတကအနေတနာကိစ္စများကိုတန်ဃာတော်များအလုံးလုံဆောင်ခြင်းမပြုကြစေရန်ဆုံးဖြတ်ချက် ်ချာမဲ့၍တားမြစ်ထားပြီးဖြစ်ကြောင်းတို့ဖြစ်ပါ၍ဘိုးတော်များဝိဇ္ဇာယောင်ယောင်ပေါ့ဆရာများဤဗုဒ္ဓသာသနာတော်ကိုမိတွယ်ကရက်လာမှုကိုတရိတန်ပစင်ဉာဏ်ရှင်ပြီးဖယ်ရှားနိုင်မှမှစိတ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော်အရှိတီတန့်ထွန်းလင်းနိုင်မည်ဖြစ်ပါကြောင်းဆရာတော်ဖရာများကဓမ္မဆက်ဖြင့်ရှေ့ဆောင်တော်မူကြ၍အခက်အခဲရှိပါက ဖျားတပီတော်တို့ကအာနာဇက်ဖြင့်ပံဖို့ကူညီဆောင်ရွက်သွားနိုင်ရန်အတွက်လိုအပ်သောဩဝါဒများချီးမြှောက်တော်မူပါယံရိုသေစွာလျှောက်ထားပါကြောင်းများကိုပေါ်ပြရင်ဤဆိုအပ်ခဲ့ပြီးသောဆောင်းမကိုဤကုံချုပ်ပါသည်ဓမ္မယံသည်1996ဒီဇင်ဘာလအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းဆက်မှာပြန်ပြီးစုံကြမယ်နော်